မနာလိုသူလုံးလို့ပညာကျင့်ရာကနေစိတ်မနှံ့နေရတဲ့သမီး၃ယောက်နဲ့အတူခက်ခဲစွာရုန်းခံရင်းနဲ့သူများလှူမှစားရမယ့်ဘဝမျိုးရောက်နေတဲ့အသက်89နှစ်အရွယ်အဖိုးပရိသတ်များရှင်ဒီအဖိုးကတော့အသက်89နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ဦးဆန်ရွှေဖြူဖြစ်ပါတယ်။ အဖိုးကအသက်89နှစ်အရွယ်မှာအပူတော်ကရီဝေနေရတာဖြစ်ပြီးတော့သမီး၃ယောက်ကြောင့်စိတ်ထဲမှာတောကောက်ထန်းထားရတာဖြစ်ပါတယ်။အဖိုးကသမီး၃ယောက်မွေးထားတာဖြစ်ပြီးတော့အရွယ်တစ်ခုရောက်တဲ့အထိအကောင်းပကတိသာဖြစ်ပါတယ်။ အဖိုးရဲ့သမီးတွေကကြောင်းလဲတက်ခဲ့ကြသလိုပညာတက်လေးတွေလည်းဖြစ်ပါတယ်။ဒါပေမဲ့မနာလိုစိတ်ဆိုတဲ့ကြောက်စရာကောင်းတဲ့အစိတ်ကြီးကြောင့်အဖိုးရဲ့သမီး၃ယောက်ကစိတ်ကျမ်းမာရေးဆိုးရွားသွားခဲ့ရပါတယ်။သမီး၃ယောက်ကပညာတွေကလောက်ကင်စားတောက်တတ်ပေမဲ့လည်းမနာလိုသူတွေကပြူစားထားတယ်လို့သိရပါတယ်။ ပြူစားသူရဲ့အစီအရင်တွေကြောင့်သမီး၃ယောက်လုံးကကျန်းမာရေးမကောင်းတော့တဲ့စိတ်အခြေအနေပါပုံမှန်မဟုတ်တော့တဲ့အခြေအနေထိဖြစ်ပါတယ်။သမီးတွေစားဖြစ်တုန်းကတော့အဖိုးကတက်နိုင်တဲ့လောက်စီးကုပေးပါတယ်။၃ယောက်လုံးကတပြိုင်နက်တည်းဖြစ်ကြမှုအဖိုးမှလည်းတော်တော်လေးဒုက္ခရောက်ခဲ့ရပါတယ်။အဖိုးကရအောင်ကုမယ်ဆိုရဲစိတ်နဲ့ကုသခဲ့ပါသေးတယ်။ဒါပေမဲ့ကုရင်နဲ့ပဲသမီးတွေကကျန်းမာရေးမကောင်းလာပဲပို့ပြီးတော့ဆိုးလာခဲ့ပါတယ်။သမီး၃ယောက်ကပြောတဲ့စကားကိုလည်းနားမထောင်သလိုလှုပ်ချင်တာလှုပ်ကြတာပါ။ဒါကြောင့်မို့ ့အဖိုးမှာအရန်ဟိုတော့ကရောက်ရသလိုသမီးတွေကို အပြင်တောင်ပေးမထွက်ရပါဘူးဈေးသုံးဖို့လိုရင်လည်းအဖိုးပဲသုံးရတာပါအဖိုးကအရင်ကတော့ညားဆောင်အလုပ်ကိုလုပ်ကြိုင်ပါတယ် ခြံဆောင်အလုပ်ကိုလည်းရရဲဝင်ဝင်နဲ့သမီးလေးတွေကိုကျွေးနိုင်ခဲ့တယ်။ဒါပေမဲ့အဖိုးကအသက်89နှစ်ရောက်လာတဲ့အချိန်မှာတော့အလုံးမလုံးနိုင်တော့ပါဘူး။အလုံးမလုံးနိုင်တဲ့အချိန်မှာသမီးတွေရဲ့ဝမ်းရည်ကခက်လာတာပါ။အဖိုးကိုယ်တိုင်ကလည်းခါရီနာတာမို့ဘာမှကောင်းကောင်းမလုံးနိုင်တော့ပါဘူး။ဒါအပြင်အခုနောက်ပိုင်းမှာဆိုရင်ပိုဆိုးလာခဲ့တာပါ။သမီးငယ်ဆုံးကဘယ်သူနဲ့မှစကားမပြောဘဲတယောက်တည်းနေနေတာဖြစ်ပြီးတော့အကြီးနှစ်ယောက်ကတော့စကားတွေပြောပြီးတော့လုံလုံရွရွရှိပါသေးတယ်။ သမီး၃ယောက်ကဘယ်သူနဲ့မှလည်းပြဿနာမဖြစ်ဘဲဒီဝေဒနာကိုခံစားနိုင်ရတဲ့အတွက်အားလုံးကအထူးဆန်းဖြစ်နေကြပါတယ်။ အဖိုးကိုရိုင်းလည်းဘာကြောင့်အခုလိုတွေဖြစ်နေတယ်ဆိုတာကိုမသိပါဘူးဒါပေမဲ့ပညာသည်တွေလုံးလို့ဖြစ်တာဆိုပြီးတော့ဒါယုံကြည်ထားတာဖြစ်ပါတယ်လက်ရှိမှာအဖိုးတို့ကကိုပိုင်အိမ်မဟုတ်ပဲငှားနေရတာဖြစ်ပါတယ်အင်းငါကတလောက်တသိန်း9000တောင်ပေးရတယ်လို့သိရပါတယ်။ဒါအပြင်စားတောက်ဈေးကလည်းရှိသေးတာမို့ဈေးကမလွယ်ကူပါဘူး။အကုန်လုံးကိုအဖိုးရဲ့ခေါင်းပေါ်မှာသာတင်ထားရတာပါ။ဈေးမကြီးလည်းမကောင်းတာမို့အဖိုးမှာတောကရီပြားများနေရတာဖြစ်ပါတယ်။ အဖိုးကိုရိုင်းကလည်းကျဲမကြီးမကောင်းတာမို့စေးကူးဖို့လိုအပ်နေတာဖြစ်ပါတယ်။အဖိုးတို့ကလက်ရှိမှာတော့ဖြစ်တယ်လို့စားနေရပြီး တော်တော်လေးကိုခက်ခဲနေတာပါချက်ပြုတ်စားတော့ဖို့လည်းမလွယ်ကူတာမို့အစားအသောက်ကတော်တော်လေးကိုခက်ခဲနေတဲ့အခြေအနေဖြစ်လာပါပြီနောက်ဆိုရင် စားစရာရောရှိပါမလားလို့တောင်းမှတွေးပူနေရတာဖြစ်ပါတယ်အဖိုးမအလုံးလာပေးမဲ့သူရှိရင်တောင်းမလုံနိုင်တော့ပါဘူးဒါကြောင့်မို့လာစဉ်ထောက်ပံ့ငွေမျိုးလိုအပ်နေတာဖြစ်ပါတယ်အဖိုးကိုကိုဖြိုးပရာဟိတာတို့ကိုထွန်းမင်းတို့လိုပရာဟိတာသမားတွေလှူပေးဖို့လည်းလိုအပ်နေတာဖြစ်ပါတယ်အခုလက်ရှိမှာပရာဟိတာသမားတယောက်ဖြစ်တဲ့တောင်တကုံပရာဟိတာကိုသူ တာကနေပြီးတော့ကုညီပေးနေရလို့သိရပါတယ်ကိုတူတာအနေနဲ့ဆက်သွယ်လူရန်ချင်တဲ့သူတွေဖုန်းနံပါတ်39ကို 0918938953ကိုဆက်သွယ်ပြီးတော့အလှူဒန်းနိုင်တယ်လို့ဒိုင်းရိုက်လာလူတွင်ကိုသူထကိုယ်တိုင်လိုက်ပို့ပေးမယ်လို့ပြောကြားထားပါတယ်။အဖိုးကတော့စကားလည်းမပြီးဘူးလေဖြည့်ချင်တယ်လို့ဖြစ်နေရပါ။အဖိုးကတော့ကုညီပေးပါလို့ဒါတောင်းဆိုရုံအားလွယ်ပြီးတော့မတက်နိုင်တော့ပါဘူး။မနာလိုသူတွေကြောင့်ပြူစားခဲ့ရတဲ့သမီးသုံးယောက်နဲ့အဖိုးရဲ့ဘဝအမောရိအပေါ်ပရိသတ်တို့ရဲ့အမြင်လေးရေးခဲ့ပေးပါဦး။ဆုံးလိုက်ပါပြီးတော့ကြီးစုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများ í တင်ပါတယ်ရှင်။